ဘွားကနေတက်လာတဲ့အတွက်ရာသမြပတ်စံကိုလှူခဲ့တာကျွန်တော်ဘုရားတကကျောင်းတကတိန်တကယဟန်တကလည်းကျွန်တော်စုံတန်းဟုတ်ကဲ့ပြီးတော့ကျွန်တော်ဒီမြန်မာနိုင်ငံဟာသပညာရှင်များအစည်းအုံဆိုတဲ့နာမည်ကြီးကိုအတုံးချပြီးအလွဲတုံးကမလုပ်ဘူးတဲ့အပြင်โอเคတကယ်တမ်းပုံမှန်လေးပြောရင်အစည်းအုံကတော့ကျွန်တော်ကိုတလောက်ကို95ဒီတိတ်တရာလောက်ပေးရမယ်အိစရီတော့ရှိတယ်ကျွန်တော်စိုက်ပြီးတော့လုပ်ပေးတာအဲ့ဒီပြားမလဲမယူဘူးအလုံးမရကြဘူးဗောရှင်ဒါကြောင့်ဒီလိုမျိုးခက်ခဲမှုတွေရှိရဲဆိုတော့ရင်းဖွင့်ထားပါတယ်ရှင်ဥဒိတ်တော်အဲ့လိုပြောတော့ကျွန်မရင်ထဲမှာဗောနော်စိတ်မကောင်းတော်တော်ဖြစ်ပါတယ် အားချက်ပွဲချင်းတခုပေါ့နော်ဒေါ်လာမျိုးတွေအားလုံးပဲတဘာဝဘေးနဲ့မီးဘေးတံမှာအများဆုံးကင်းဝေးကြပါသေးလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြေရဘော်ဒရှင်ချန်ဒီကပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုရေရှင်မလို့သွားပေးမှာတော့ယနေ့အော်တိုဘာလာ14ရက်နေ့ညမှာလည်းသတင်းကောင်းတွေဖြစ်တဲ့ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးနှစ်ချီပေးဖို့ဒီတိုင်းမျိုးထပ်မံတောင်းဆိုလိုက်ပါတယ်ပထမဆုံးသတင်းကောင်းတွေနဲ့ကတော့ရခိုင်ပြည်နယ်နဲ့ပဲခူးတိုင်းမကွေးတိုင်းဆက်ဆက်ဒေသတွေအတွက်စည်ရရလုံရေးပါနေတဲ့နေ့ကန်ဖြူဟာဂုံးကိုအခိုင်ကြတော့အေးနဲ့မဟာမိတ်တတိယ ဒီကနေ့ညနေမှာပဲအပီးသက်သိမ်းယူနိုင်ပြီလို့တင်ရရှိလိုက်ပါတယ်။ကောင်းဆောင်တဲ့သူတွေကထွက်ပြေးသွားပြီးပါစာစစ်မှုထမ်းတင်နှန်းစွင့်တွေပဲကြံခဲ့တော့တယ်။ပြောရရင်တော့၁၇ရက်နေ့ကတည်းကရနေတာအခုကတော့လုံးလုံးရှင်းလင်းနိုင်ခဲ့ပြီဆိုပြီးတော့လည်းတင်ညီမြေကသိရပါတယ်။အမ်ပရန်နမ်ပိုင်းအနီးကအကြီးဆုံးစခန်းဖြစ်တဲ့နေ့ရက် viewer ကို AA နဲ့မာမေးတတိယ2025ဖေဖော်ဝါရီလကနေစတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းကဒေတာတင်စစ်ဆင်ရေးနဲ့ကုကံစစ်တွေကိုအမှကိုကိုကတောင်းယူခဲ့တာဖြစ်ပါတယ်။ကင်းစကန်တွေကို A နဲ့မာမိတ်တွေကတစ်ခုပြီးတစ်ခုတင်ယူခဲ့ပြီး စစ်တကရာရှိတွေပေါဝင်သေဆုံးတန်ရသူမပြေးသူအလင်းဝင်သူအများအပြားနဲ့ထိနာနေခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်စစ်ကောင်စီတမကိုကိုတမမှုဗိုလ်မှူးကြီးတင်မောင်ကျော်ကိုမေလာတဲကပြန်ဖမ်းခဲ့ပါတယ်။တမကိုကိုအောက်ကတရွင်းနေထိနာတာကြောင့်ဩဂုတ်နဲ့စတင်မာလမှာရှမ်းပြည်နယ်တောင်ပိုင်းခြေဆိုင်အမတ်ဆက်ခွန်စစ်စင်ကြီးကိုကဲမှုဌာနချုပ်စကကဆက်ခွန်အလောက်အောက်ခံတရင်းတို့ကိုပါတက်ချင်းလဲလဲပို့ဆောင်ခဲ့တယ်လို့သိရှိရပါတယ်။အရှိချီမှာကတော့အမ်ဘရန်လန်မင်းတုံးအရက်စင်ပောင်ဝဲအထက်မင်းလာငဖဲမြို့နယ်တွင်နဲ့ ပသိမ်မုံရလမ်းပိုင်းတွေတကိုးတိုင်းကတောင်ကုတ်ရောင်းကားလန်တွေအီယော်ဒီတိုင်းကလေးမြနာမြို့နယ်တို့မှာပါအေအေနဲ့ဥပပေါင်းတက်တွေဟာစစ်ကောင်စီနဲ့တိုက်ပွဲတွေပြင်းထန်နေပြီးအလုံးစုံကိုထိန်းချုပ်ဖို့အေအေကလည်းကြိုးစားနေပြီဖြစ်ကြောင်းလည်းတွေ့ရှိနေကြပါတယ်။ KB နဲ့ကော့ဂရိတ်မြို့နယ်နောင်မိရွာနီးမှာတော့တိုက်ပွဲတွေဖြစ်ပြီးတော့စစ်တပ် GKB နဲ့ BGF ပူးပေါင်းတက်သားများဘက်က30ဦးဝင်ရင်တေဆုံးပြီး3ဦးကိုအရှင်ဖမ်းမိထားကြောင်းပြင်စည်သတင်းမိကသိရှိရပါတယ်။ဒါကတော့အော်တိုဘာလ10ရက်နေ့က ကော့ဂရိတ်နောင်မီရွာဘက်ကိုအချမ်းပတ်စစ်တဲ့ EKBA ဘိုဘီတက်နဲ့ GGF တများပူးပေါင်းပြီးအင်အားလုံးရင်းနဲ့နောင်မီကျေးရွာနီးရောမှာတော့ KNL မဟာမိတ်ပူးပေါင်းတပ်တွေကဂျားပြစ်တက်ခဲ့ခဲ့တာဖြစ်ပါတယ်။အေတိုက်ပွဲတွင်စစ်ကောင်စီတပ် EKBA နဲ့ DGS တသား30ဝန်းကျင်တည်ဆုံးပြီး EKBA တသား3ကိုရှင်ပြီးချောင်းနဲ့စစ်ကြောင်းပြစ်ပြီးနောက်ကြောင်းပြန်ဆုတ်သွားကြောင်းလည်းသိရှိရပါတယ်။ဒါပြင်တိုက်ပွဲတွင်ထိခိုက်ဒဏ်ရာရရှိတဲ့စစ်သား EKBA နဲ့ BGS တသားများကိုတော့လူနာတင်ကားများဖြင့်အမှုစေးုံ ဖန်မြို့နယ်စည်ုံနဲ့တောင်ကလေးစည်ုံတွေကိုပို့ဆောင်ထားကြောင်းလည်းသိရှိရပါတယ်။အခုလိုမျိုးတိုက်ခတ်ခံရမှုကိုမကျေနပ်၍ဒီနေ့အော်တိုဘားလာ14ရက်နေ့မှာတော့ဂျမ်ဘတ်စစ်ကောင်စီကနေပြီးတော့နောက်မီကျွေးရကိုလေရင်နဲ့ဘုံကျက်တိုက်ခတ်ခဲ့တဲ့ပြင် EGB နဲ့ BGF တပ်ဖွဲ့များကလည်းလက်နက်ကြီးဒရုန်းမှမင်းဘုံကျက်ပြီးနောက်မီကျွေးရကိုဖျက်ဆီးခဲ့ကြောင်းသိရှိရပါတယ်။ ဟုတ်တဲ့တဲ့နေပုံအနေနဲ့ကတော့ main online တကောင်အနေနဲ့အာဆီယံနဲ့မလေးရှားဝင်ကြီးတို့ကနေပြီးတော့သူတို့ကိုလုံးဝကိုထောက်ခံပါတယ်ရွေးကောက်ပွဲကြီးဖိမောက်ဖို့အတွက်နောက်ကနေပန်ပိုးကူညီပါမယ်ဆိုပြီးတော့ဇော်မဲလုံးကနေပြီးသတင်းစာရှင်းမှုမှာထုတ်ပြန်တဲ့ပြီးမှာတော့ဒီမှာကတော့မြန်မာစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲကိုအာဆီယံဘက်ကနေစောင့်ကြည့်လေ့လာရေးဖွဲ့တွေစေလွတ်ဖို့မရှိဘူးလို့မလေးရှားနိုင်ငံရဲ့ဝင်ကြီးကတရားဝင်ထုတ်ဖော်ပြောဆိုလိုက်ပြီးလည်းဖြစ်ပါတယ်ကွန်မွန်ဝေါ်နဲ့မလေးရှားဝင်ကြီးချုပ်လာတွေ့တာကိုစစ်တပ်ကသတင်းမှာထုတ်ပြန်တာကိုဘယ်လိုမြင်လဲဆိုတဲ့အခါကျတော့မြန်မာနိုင်ငံရဲ့သတင်းမှန်ပြန်ကြားရေးက အချက်ကွဲတာတစ်ချိန်နဲ့မဟုတ်ဘူးလေနော်အဲ့တော့ဒီတစ်ခါမှလည်းပုံမှန်လေးပြောရတာအချက်ကွဲခြင်းတစ်ခုပေါ့နော်အဲ့တော့အဲ့ဒီမှာမြန်ကြားရေးကအခုဆိုလို့ရှိရင်အရင်လိုမျိုးပုတ်ပွတ်လင်းလင်းပေါ့မင်းမြန်ခွင်းအောင်မှာပဲဒါတို့အရင်ကလိုမျိုးမလုပ်တာကြီးတွေ့ရတယ်လေနော်အဲ့တော့ဒီမှာမြန်ကြားရေးကလည်းအချက်ကွဲမှုရှိနေတာပဲအခုလည်းအချက်ကွဲလို့လို့ပြောရမှာပေါ့နော်မလေးရှားကိစ္စမှာလည်းမလေးရှားဝန်ကြီးကိစ္စမှာလည်းအနာပြမအပ်ရင်လည်းကိုမောင် တောင်းဝင်ယူလာတယ်ကျွန်တော်တောင်းဝင်လို့မရပါဘူးဘူလာဦးလာဆီဖြစ်ပါလိမ့်မယ်နော်ဖမ်းခံရတယ်ဆိုတော့ဟုတ်လားတဲ့အဲ့လူက6လကြာပြီတိုင်းဒီအုတ်ချုပ်တဲ့လူဆိုတာကပုပ်ကိုဆိုတာကအမျော်မြင်ရှိတယ်စဉ်းစားနိုင်တယ်အချင်းချင်းနိုင်တယ်နောက်ကြောင်းပေါ့ကျွန်တော်သိပြီးမှဆက်ဆံတယ်လို့ကျွန်တော်တို့မြင်နေတယ် ဟာငါတို့တိုင်းပြီးတော့ဘလောက်ဒီလောက်ခဲ့တာဘာနဲ့သူ့နောက်ကြောင်းမလိုက်ဘယ်သူမှသူ့ကိုလှည့်ကြည့်မှာမဟုတ်ဘူး။ဒါကျွန်တော်ဘောင်းဆိုလိုလားဆိုတာသိမှာပေါ့။ကျွန်တော်အယောင်မဆောင်ဘူး။အဲအယောင်ဆောင်။ဒိန်းတော့ဟိုဒိန်းအစင်းစင်းရဲ့ဘဝကနေတက်လာတဲ့အတွက်ရားမြပတ်ဆံကိုလှူခဲ့တာ။ကျွန်တော်တရားတကကျောင်းတကတိန်တကရဟန်းတကလည်းကျွန်တော်စုံစမ်း Okay ။ပြီးတော့ကျွန်တော်ဒီမြန်မာနိုင်ငံဟာတာပညာရှင်များအစည်းအရုံးဆိုတဲ့နာမည်ကြီးကိုအတုံးချပြီးအလွဲတုံးကမလုပ်ဘူးတဲ့အပြင် Okay ။တကယ်တမ်းပုံမှန်လေးပြောရင်အစည်းအရုံးကတော့ကျွန်တော်တို့တက်လာကို ခုနစက်ကားဒီတင်းတရာလောက်ပေးရမယ်ကိစ္စတွေတော့ရှိတယ်ကျွန်တော်စိုက်ပြီးတော့လုတ်ပေးတာအဲ့ကြားမှလည်းမယူဘူးအော်မိုက်တယ်ကျွန်တော်တို့အစီအစဉ်ရတာတချို့တွေကလည်းပုတ်ခတ်ကြတယ်အလူခံအလူခံဆိုကျွန်တော်ကဒီနေ့မှဖြစ်တဲ့အစည်းရုံးလေသူများလိုခိုင်ခိုင်မာမာမရှိသေးတော့အလူခံရတာပေါ့အလူခံနေဆိုတော့လည်းခံနိုင်ရတယ်ဆိုတာလည်းအဲ့လူရဲ့ပေးဆက်မှုတွေအဲ့ဒီလူရဲ့ဟိုချစ်ကိအောင်နေထိုင်မှုတွေပုံမှန်မူတည်တယ်အလူခံနိုင်နိုင်ရမှာဘာလို့လှုပ်လှုပ်စားတော့မှာမဟုတ်ဘူးလေအဲ့တော့အဲ့လိုဝေဖန်တိုက်ခိုက်တဲ့လူတွေလည်းကိုယ်နောက်ကျောင်းကိုယ်တမိုင်းကျောင်းလေးတွေကြည့်ပြီးတော့မှလူကြီးတွေဆက်ဆံတာ လောက်ကျောင်းမှာသူတို့ဘာလုပ်ခဲ့လဲဘလူတွေကလိန်ကြစ်လုပ်ခဲ့လဲဘဒူကိုဘလူတွေဖြန်ကြခဲ့လဲကိုကိုကိုဘာဆိုပြီးလိန်ခဲ့တယ်ဟာကွန်ပျူတာဆိုဘဒူတွေကိုဘလူလုပ်ခဲ့လဲသမိုင်းကောင်းဆိုရှိတယ်โอเคအဲ့ဒါတွေကိုလူကြီးတွေကဟိုပြောတဲ့လူတွေကိုလည်းပြောမှာသိစေချင်တာလားတိုင်းပြည်လုံးသိစေချင်တာလားကျွန်တော်ကကျွန်တော်ရဲ့စိတ်ကတမျိုးတတ်တယ်မရှိပဲဘာမှမလုပ်ရဘူးတတ်တယ်ရှိရင်တော့ဘဒူမှမကြောက်ရဘူးအဲ့လေခွင့်ရတောင်းခဲ့တယ်ဆိုရင်တော့လူရှင်တော်အားလုံးအတွက်ဆွဲတဘောမျိုးအခွင့်ရတောင်းခဲ့ရင်တော့လူရှင်တော်အားလုံးအတွက်ရေဆိုတဲ့သဘောမျိုးဆိုတာတဲ့ ို့သေးတယ်အခုချိန်ဒီအစည်းယုံပတ်စံ၅များတစ်စီမစားဘူးတဲ့ပြင်အစည်းယုံမို့ပန့်ပိုးတာအိမ်ကလူတွေအားလုံးကတာတားမယ်ဆိုရင်ဒီအစည်းယုံဖြစ်လာတာကြောင့်မရှိဘူးဟာအားလုံးတွေ့ရတိုင်းပါပဲဂျိန်းတော်တကောင်ကတော့မငတ်ခင်တော့ပြောတဲ့စကားလုံးနေပါကျမဆိုတဲ့လေးကတော့ဦးတိန်တောင်ရဲ့သတင်းလေးနဲ့ကျမစတင်ချင်ပါတယ်။ဦးတိန်တောင်ဆိုတာကတော့ကျမတို့မိဘပြည်တွေအားလုံးသိရှိကြတဲ့လူရှင်တော်ကြီးဦးတိန်တောင်ဖြစ်ပါတယ်။ ဦးတိန်တော်နဲ့ဘောမာဒီမလို့ဆောင်းပါကွာအောက်လုံးနေနေပဲတက်လာတဲ့ကောင်ကိုများဦးတိန်တော်လုံနေသေးတယ်ကျမတို့ငယ်လေးကဦးတိန်တော်ရဲ့ခါသားတွေကိုအများကြီးကြည့်ပါတယ်ရှင်အခုဦးတိန်တော်ကြောင့်နင်းလည်းမျက်ခွာအောက်လုံးမျက်ခွာပြည့်နေတယ်ဦးတိန်တော်ဆိုရင် NSS Media နဲ့ interview လေးတစ်ခုလုပ်ထားတာတွေ့ရပါတယ်ဒီ interview လေးဟာတဲမှာပေါ့နော်ဦးတိန်တော်ပြောတဲ့စကားတွေကကျမတို့မိဘပြည်သူများလည်းသိသင့်တယ်နိုင်ငံတော်ဘက်ချက်တည်းရဲ့သူတွေမှာဘလို့ခက်ခဲကြုံနေရလဲဆိုတာလေးကိုအားလုံးသိစေချင်တာပေါ့နော်ဒါကြောင့်ကျမကဒီ interview ထဲကဦးတိန်တော်ပြောတဲ့စကားလေးတွေကိုထုတ်နှုတ်ပြီးတော့ဒီနေ့မှာတင်ဆက်ပေးပါမယ်ရှင် ။ဦးတိုက်တောင်ပါဆိုရင်လူမှုကွန်ရက်မှာတော့အပြင်းပါပါပေါ့နော်။ကျမတို့နိုင်ငံတော်နဲ့မြန်မာတပ်မတော်ဘက်ကိုပြတ်သားစွာရက်တည်ခဲ့တဲ့လူပညာရှင်တယောက်ဖြစ်ပါတယ်။ဒီလိုလူပညာရှင်တွေဟာဆိုရင်အဲ့တော့ကြောင့်မို့လဲငန့်နေတာ။ထွေထက်တောင်ရှားပါတယ်ရှင်။လူပညာရှင်တော်တော်များများလဲသုံးချောင်းထောင်ပြီးတော့နိုင်ငံရေး virus ကိုက်နေသူများပါတယ်။မှားရတဲ့လမ်းတွေမှားရတဲ့လုံဆောင်ချက်တွေဆက်လက်လုံဆောင်နေပါတယ်ပြည်သူတွေကိုအမိုက်ပေါင်းနဲ့အထိုးထည့်နေပါတယ်သူတို့ကိုယ်တိုင်ကတော့ခံဝင်လေးထိုးပြီးတော့စီးပွားရေးပြန်လုံစားရဲပွဲတွေတက်တယ်ဘားတွေသွားတယ်ကလပ်တွေတက်တယ်သူတို့ရဲ့ဘဝကိုပျော်ရှင်စွာဖျက်ဆီးနေရတယ်မြို့ပြည်များမြင်တွေ့မှာပါ တပေါင်းနိုင်ငံမိဘပြည်သူတွေကအမှတ်မရှိလို့ဒါတို့လိုလူတွေကိုပြန်ပြီးတော့အားပေးကြတာပါအမှတ်ရှိရသူတွေဆိုရင်ဒီလူမြရှင်တွေအားလုံးဟာပြည်သူတွေကိုလမ်းမပို့ဆောင်ခဲ့တဲ့အတွက်အမှုပြန်လောကကနေထာဝရထောက်ခွာသွားတဲ့သူတွေပါဒါနဲ့လည်းဒီလိုမျိုးအမှုပညာကိုပေါ့နော်ဖမ်းပြကိုယ့်ရဲ့ကြော်ကြားမှုဖမ်းပြပြီးတော့လူငယ်တွေကိုလမ်းမအမှောင်မိုက်တဲ့ဟုထည့်သွင်းခဲ့တဲ့အမှုပြန်ရှင်တွေကအမှုပြန်အလုပ်တွေကိုလွတ်လပ်စွာလုပ်ကိုင်နေကြပြီးတော့နိုင်ငံတော်ဘက်ကိုရက်တည်တယ်တပ်မတော်ဘက်ကိုရက်တည်တယ်ကိုယ့်နိုင်ငံလူငယ်တွေကိုလမ်းမကိုမပို့ခဲ့တဲ့အမှုပြန်ရှင်တွေကြတော့ဘဝချီနေခက်ခဲနေကြတယ်ရှင့်ရွေးတော်ပြောထားတဲ့စကားလေးမှာဆိုရင်တို့အနေနဲ့ပေါ့နော် ရုပ်ရှင်ရိုက်ဖို့အတွက်ကိုလုံးဝလာပြီးငှားတာမရှိတော့ဆိုပြီးပြောဆိုထားပါတယ်နဲ့သူပြန်ကြားရတာပေါ့နော်ဦးလေးနောက်ပါတဲ့ကရုပ်ရှင်ကားတိုင်းယုံတယ်တဲ့ခါမှာလာမကြည့်လို့ရှင်မင်းတောင်းဝင်ယူမလားဆိုပြီးပြောဆိုခံရတာရှိရဲ့ဒါကြောင့်ဘယ်သူမှရုပ်ရှင်ရိုက်ဖို့အတွက်မငှားကြဘူးပေါ့နော်အရင်ကဆိုရင်တော့မြမတန်တို့မြောက်ရီတို့မှတစ်နှစ်တစ်ချိန်တော့တော့ရှားရပါတယ်တဲ့မြမတန်မှာတော့သူတစ်ချိန်ပဲရှားရတယ်လို့ပြောပါတယ်ရှင်ပြောရမယ်ဆိုတော့အခုလိုနိုင်ငံခင်းကျင်းကာလမှာပွဲတွေပါလဲမလိုက်ရဘူး2023ထီရတော့ပွဲတွေပဲကားလာရှိရပါတော့အဓိကတိုင်းယုံတွေပါတယ်မှာလှုပ်တဲ့ပွဲတွေဆိုရင်ဥတိုင်းတောင်သွားရတယ်အခုကြတော့ဒီလိုဖြောပြခွင့်တောင်မှာဥတိုင်းတောင်မှာမရှိဘူးဆိုပြီးတော့လေ ရင်းဖွင့်ထားတာကိုကျွန်တော်တို့ကြားသိရပါတယ်။ပွဲငါမခံရတဲ့အခါကျတော့တဲ့ကျွန်တော်ကတော့စားဖို့တောက်ဖို့တော့မပူရပါဘူးတဲ့ဒါပေမဲ့ကျွန်တော်နဲ့ဆက်ဆက်နေတဲ့လူရှင်တော်ကြီးတွေအတွက်ကြတော့ဦးတိုင်းတော်မငားတဲ့ခါမှာဦးတိုင်းတော်နဲ့ဆက်ဆက်ပြီးလှုပ်လှုပ်တဲ့လူရှင်တော်တွေလည်းလုံမရကြဘူးပေါ့ရှင်။ဒါကြောင့်ဒီလိုမျိုးခက်ခဲမှုတွေရှိရဲဆိုတော့ရင်းဖွင့်ထားပါတယ်ရှင်။ဦးတိုင်းတော်အဲ့လိုပြောတော့ကျွန်မရှင်နေမှာပေါ့နော်စိတ်မကောင်းတော်တော်ဖြစ်ပါတယ်။ကျွန်မနိုင်ငံကစကားလေးတစ်ခုကျွန်မသွားတရိပ်ရမိတယ်။ကိုကချင်ကိုချင်နေဆိုစကားရှိတယ်ကျမနိုင်ငံမှာလေအခုဥဒိတောင်အဖြစ်ကဘာနဲ့တူလဲဆိုရင်ကိုကချင်ကိုချင်မို့မိနေတဲ့သူတွေကြားရဲရောက်နေတဲ့အဖြစ်နဲ့တူနေရဲ့ရှင့် ကိုကန့်ချင်ကိုကိုချင်မှုတော့မိနေကြတယ်။နိုင်ငံတော်ဘက်ကရက်တီရဲ့တမတော်ဘက်ကရက်တီရဲ့ဒီလိုလူရက်ကိုကန့်ချင်မဲလေ။ချင်ပေးရမယ်မဟုတ်ဘူးလားရှင့်။ချင်။ကဲမင်းအောင်လည်းမပြောနိုင်ဘူးနော်။ချင်ပေးလိုက်တယ်။ပေးရမယ်တာဝန်ရှိရမဟုတ်ဘူးလား။လွန်ခဲ့တဲ့ကာလတွေကဆိုရင်သတင်းကြော့ကာလတွေပါပဲပေါ့နော်။နေပြည်တော်မှာပွဲကြီးရလာကြတယ်မြို့ပြန်ရှင်တွေရှိပါတယ်။လက်သုံးကြောင့်ထောင်ပြီးတော့လူကြီးတွေကိုဆဲဆိုတဲ့သူတွေကပွဲကြီးကြီးရလာကြနေကြတော့ဥဒိန်ထောင်မတွေ့ပါဘူး။အဲ့တော့ကျမတို့စဉ်းစားရပေါ့နော်။ဥဒိန်ထောင်ဒိန်ထောင်မတွေ့ရမို့ဒိန်ထောင်ပုံနေတာ။ အဲ့လိုမျိုးပွဲရီပါမြန်မလိုက်တော့ဘူးလားဆိုပြီးတော့ကျွန်မတွေးမိတော့တွေးမိတယ်။အခုကျွန်မဖြစ်ရမှာအောင်သိရတာ။လက်တော်ရောက်ထောင်တဲ့သူကနိုင်ငံတော်အစ်စ်ပွဲတွေလာပြီးတော့ကနိုင်ပြီးတော့ဦးထိန်တော်ကြတော့ဘာလို့မကနိုင်တာလဲရှင်။ဒါလေးကလည်းကိုငချင်းကိုချင်းတဲ့နဲ့လို့ကျွန်မပြောပြတာပါ။ကျမတို့ရဲ့လူရှင်တော်ကြီးဦးတိန်တောင်ကိုတက်မတော်သားမိသားစုရဲ့အားလုံးကချစ်ကြတယ်။တက်မတော်သားရဲ့လည်းချစ်ကြတယ်။ဒါပြင်တာမန်ပြည်သူတွေနိုင်ငံရေးအယောင်ဆင်းမရှိတဲ့ပြည်သူတွေအားလုံးကလည်းချစ်ကြတယ်ရှင့်။ပြောဦးတိန်တောင်အခုဘောမာရီရဲ့ချစ်တယ်ပြောသားမှာတက်မတော်ကပေါ့နော်။အောင်မြင်မှုတွေရှိနေရဲ့မြို့ရွာတွေကိုတက်မတော်အတွက်နယ်လက်ဖြောပြေးရေးအဖွဲ့ကောင်းဆောင်နေတဲ့လှုပ်ပေးမကောင်းလားရှင့်။ ဥတိုင်းတောင်နဲ့တကွာအရက်သားပေါ့နော်လူရှင်တော်ကြီးတွေကိုအဖွဲလေးဖွဲ့ပြီးပြီးတော့နယ်လက်ဖြောပြီးလှုပ်ပေးပါလားရှင်ဒီအတွက်ကိုထိုက်တဲ့နဲ့အခကြေးငွေပေးပါရှင်ဒီတော့မှဥတိုင်းတောင်နဲ့အတူသူနဲ့ဆက်နွယ်နေတဲ့လူရှင်တော်ကြီးလည်းလောက်ရပြီးတော့မိသားစုတွေခြောက်လဲကြမှာပေါ့ရှင်ဒါပြင်လူမြာလောကကိုလည်းကျွန်မပြောချင်တာပေါ့နော်လူမြာလောကတွေတော်များဘလို့မျိုးစိတ်တွေနဲ့များရှင်းတန်းနေထိုင်ကြလဲတော့ကျွန်မတို့တင်းနေပုံနေကတော့စင်ကူးမှဖြစ်ခဲ့တဲ့အဲ့နဲ့အင်တာနက်ကိစ္စနဲ့ပတ်သက်ပြီးတော့ပြည်သူတွေနဲ့တော်လိုင်းတဖွဲ့တွေရဲ့အခါကနေဒါတကူမှာတော့လက်ရှိကျမှာတော်လိုင်းတဖွဲ့တွေကိုပြပြယူမှဖြစ်ပြီးတော့တော်လိုင်းတဖွဲ့တွေအနေနဲ့ တို့ရဲ့ဆက်ဆံခဲ့ပုံမှာမှားယွင်းခဲ့ပါတယ်လို့တို့ကိုယ်တိုင်တို့နှိမ်ချပြဝင်ခဲ့ပါတယ်။နောက်ထပ်လည်းဒီလိုမှားမျိုးဆန့်ဖြစ်အောင်တို့တွေသိသောမျိုးပြောထားတာတွေ့ရှိရပါတယ်။ဒါနဲ့ပြည်သူတွေအကုန်လုံးကတော့ online တစ်ဖက်ကြီးမှားလားမှန်လားဆိုတာကိုတော့ဖုံးဖြတ်ပြီးကြယူထင်ပါတယ်။ဟေးဘုံမှုနဲ့ဆရာကြီးရောဘယ်လိုမျိုးလဲဆိုတော့နောက်ကပြည်သူမှာသိကြရအောင်ဗျာ။ဆိုတဲ့ဟာရှိတယ်ဆိုပြီးတော့မှဒါပြီးခဲ့တဲ့ရက်ပိုင်းကပဲကျွန်တော်တို့ဒါအဲထိုင်းမှလာမသိမလေးမှလာမသိတနေရာမှာပဲဒါဆိုင်တစ်ခုမှာ ်ကတ်စတမာရိုက်ဆိုပြီးတော့မှဇပွဲတွေကိုပြန်ပြီးတော့မှအနိုင်ကျင့်တယ်နိုင်ကျင့်တဲ့အခါကျတော့ဇပွဲတွေ၅ယောက်ဝိုင်းပြီးတော့တွယ်ပလိုက်တာတွေ့မှာတယောက်ကဇပွဲမွေးတယောက်ကဇပွဲမွေးဆွဲပြီးတော့မှလှဲပေးတယ်အမျိုးသမီးတယောက်ကိုပဲအမျိုးသမီး၂ယောက်ကဆလှုပ်တာပေါ့နော်ကောင်မလေး၂ယောက်ကတယောက်ကဇပွဲမွေးဆွဲပြီးတော့မှလှဲပေးတယ်နောက်ကလူကနောက်ကဝေတာတယောက်ကထွက်လာပြီးတော့မှဒုံးနဲ့ ထွက်ပြီးတော့မှရိုက်ပလိုက်ပါတော့ဘာဖြစ်လို့လဲဆိုတော့ဥမာတခုကျွန်တော်ပြောတာဟို customer right ဆိုလို့ရှိရင်ကဲဟိုဟိုဘာလဲမြင့်မြတ်တို့ဘာတို့ဟိုအရင်တော့ရိုက်တယ်ဟောက်ဆာကားတွေရလို့ဒါခေါက်ဆက်ကြောကုန်ကန်နီးမှဇပင်မွေးကြီးနှုတ်ပြီးတော့မှဟုတ်လားခေါက်ဆက်ကြောတွေထည့်ပြီးတော့မင်းတို့ဆိုင်ကအဲခေါက်ဆက်ကြောကြီးကဇပင်မွေးပါနေတယ်ကွာဆိုပြီးတော့မှပြန်ပြီးတော့မှဟိုဆိုင်ကိုပြန်ရစ်တဲ့ဟာမျိုးအဲဒီဝေးတာကိုပြန်ရစ်တဲ့ဟာမျိုးဒါဝေးတာအမျိုးသားပဲရှိတယ်ဥမာ ဝိတာအမျိုးသမီးတွေကျွန်တော်တို့က customer rights ဆိုတာ KDB တို့ဟို high end တို့ဘာတို့မဆိုလို့အဲအမျိုးသမီးတွေဒါဘဝပေးအခြေအနေရဟိုပြောရမယ်ဆိုရင်သပွဲထိုးနေရတဲ့အမျိုးသမီးတွေရှိတယ်တချို့ဆိုင်နေမှာဟုတ်တယ်အဲသူကသူသမင်းလာလာချပေးမယ်တခုခုကတော့မှားတဲ့ပစ္စည်းလာချပေးမယ် customer rights ဆိုလို့ရှိရင်အဲ့တော့ဒီဟာမီနူးပေါ်မှာတခုခုမပြောဘဲနဲ့ညီမလေးဘယ်ရလဲတို့အဲဘယ်လိုလဲတို့အဲ ဖေဗိုကောင်လေးပေးပါလားဟိုလိုလောက်ပါလားဒီလိုလောက်ပါလားဆိုတော့ဟာမျိုးကြတော့ကျွန်တော်တို့ကာစတမာ right လုံးဝမဟုတ်တော့ဘူးပေါ့နော်အဲဒီမဲ့ဒါပြည်သူ right ဆိုတဲ့နေရာမှာလည်းပြည်သူကလည်းသူစီသူကန်လေးနဲ့သူ့အတူနေနေတဲ့နေပေါ့နော်ဒါကပြည်သူဘက်ကပြန်ပြီးတော့မှစဉ်းစားတာပေါ့တော်လိုင်းတက်ဖွဲ့ဘက်ကပြန်စဉ်းစားတဲ့အခါကျတော့လေကျွန်တော်တို့ဒီနိုင်ငံဒီသူတို့လှုပ်ရှားနေတဲ့နိုင်ငံဒီသူတို့တိုက်ခိုက်နေသော နိုင်ငံဒီကျွန်တော်တို့ကျွန်တော်အဆိုးရမဟုတ်ပါဘူး တိချက်ကကျွန်တော်အစိုးရမဟုတ်ကျွန်တော်တို့အုပ်ချုပ်မှုရန်နေရသည်တချို့ဒစိတ်ဒေတာအပိုင်းတိတိတွေမှာပဲကျွန်တော်တို့လဲပတ်နိုင်တာတကယ်မြို့ကြီးပြကြီးတွေမှာတကယ်နေပြည်တော်တို့ရန်ကုန်တို့မန္တလေးတို့ဆိုတာကစစ်ကောင်စီရဲ့အုပ်ချုပ်နေမြေတွေဖြစ်တယ်အချိန်မီကျွန်တော်တို့ရန်သူကကျွန်တော်တို့စီရောက်လာနိုင်တယ်လေလေချောင်းအန်နေရလဲရောက်လာနိုင်လို့ဂျိုင်းရိုကော်ပိုရာနဲ့လဲလာနိုင်တယ်အဲ့တော့ဆက်တက်လီဟီတို့ဘာတို့တို့ဒီစတားလင်ကိစ္စတွေဒီရက်သေးရွာထဲမှာလိုက်ပြီးပြောတဲ့အချိန်မှာ ဒိုင်နိုကော်ဘရာတို့ဘာလို့လာလို့ရှိရင်ဘာနဲ့ပြည့်ရမလဲဒီတနက်နဲ့မပြည့်လို့ဟုတ်တယ်မလားချင်းချောက်ပြီးတော့ပြန်ပြီးတော့မပြည့်ခတ်ပဲနဲ့ဟိုတချို့တောင်ရရန်ဆိုင်းတောင်ကြီးပါတာနဲ့ချွတ်ပြရမလားပေါ့နော်အဲ့လိုမျိုးတွေတော်လိုင်းတက်ဖွဲ့ဘက်ကတွေးမယ်ဆိုလို့ရှိရင်လည်းဒါလည်းပြန်ပြီးတော့စဉ်းစားကြရဖြစ်တယ်တနက်ကင်ဆောင်လိုက်ဟုတ်တယ်လူတိုင်းစီကင်လာတာမဟုတ်ဘူးလက်လက်နဲ့ဝင်ပြီးတော့အနိုင်ကျင့်တာမဟုတ်ဘူးလို့ကျွန်တော်တို့ကျွန်တော်ကတော့ဒီဟာလေးကိုပြောချင်တာပေါ့နော်အဲ့တော့ကျွန်တော်ကနှုံးနှစ်ဖက်အပြည့်ပြည့်လေးလေးဖြစ်စေခြင်းတဲ့ဆန္ဒကတော့ရှိတယ်အဲ့တော့ နောက်ထပ်စဉ်းစားစရာတစ်ချက်ကဘာလဲဆိုတော့ဒီအိမ်ကြီးတော်လိုင်းရေးဘက်ဘက်တော်သားအိမ်ဟုတ်ရဲ့လားဗောနော်တော်လိုင်းရေးဘက်ကိုပါတဲ့အိမ်ဟုတ်ရဲ့လားတော်လိုင်းရေးဘက်တော်သားအိမ်ဆိုရင်ဒီဗီဒီယိုဖိုင်ကကျွန်တော်လိုင်းမော်ရောက်စရာအကြောင်းမရှိဘူးလို့ကျွန်တော်မြင်တယ်ဘာဖြစ်လို့လဲဆိုတော့ဥပမာတစ်ခုဟိုဒါကျွန်တော်တို့ခရင်ပြည်နယ်မှာပဲထားပါတော့နော်ဘူတာဘော ဒါမှမဟုတ်လို့ရှိရင်ဟိုဘက်ဟိုရခိုင်ပြည်နယ်မှာပဲဖြစ်ဖြစ်ဗိုလ်ချုပ်ထုံးမြတ်နိုင်ပေါ့နော်ဟိုဟိုဟာမှာဆိုလို့ရှိရင်ဗိုလ်ချုပ်ဗန်မော်တို့ပေါ့ဒီလိုမျိုးပေါ့နော်အဲအဲ့ဒီအောက်မှာသူ့အောက်မှာတာဝန်ရှိတဲ့လူတွေရှိရယ်ဗူရာဘောက်အောက်မှာဆိုဗိုလ်ဆော့ကော့ရှိတယ်ဆိုဆော့ဝင်းမြင့်ရှိတယ်ကိုဇွဲရှိတယ်တို့ဒါစစ်စစ်ကြောင်းတွေရှိတယ်ပေါ့နော်စခန်းလိုက်ခဲ့ဆိုလို့ရှိရင်ပြည်သူကလိုက်မှာတွေ့ကျင်လို့เดี๋ยวกูซวยนี่တွေ့ကျင်လို့ကိုစောကောင်းကြီးနဲ့တွေ့ကျင်လို့ဘူတာဘောကြီးနဲ့တွေ့ကျင်လို့ဆိုပြီးတော့มาไล่มาသူသူရှေ့ရောက်มาငါဒီပူဒီဖိုင်ကို ဖွင့်ပြမယ်ဖွင့်ပြပြီးတော့ဘိုးကြီးဆုံးဖြတ်ပါဘိုးကြီးကြည်ပါဒီမှာဘလို့ဘလို့တွေပြောတဲ့အတွက်ဆိုလို့ရှိရင်ဟိုကခေါင်းဆောင်ကနှုတ်နှစ်ဖက်ကိုဒီပြဿနာတက်တာနှုတ်နှစ်ဖက်ကိုဒါပြေလည်အောင်ဖြေရှင်းပေးလိမ့်မယ်ပေါ့နော်အဲ့တော့ဖြေရှင်းရမယ့်လူဒီကျွန်တော်တို့တာဝန်ရှိတဲ့လူပဲဖြစ်တယ်ကျွန်တော်တို့တွေဖြေရှင်းလို့မရပါဘူးပေါ့နော်ကျွန်တော်တို့ကအစားဆုံးလည်းမသိ line ပေါ်ကတွေ့လိုက်တဲ့ဗီဒီယိုဖိုင် အပိုင်းအစလေးမိနစ်ပိုင်းလေးနဲ့တင်ကျွန်တော်တို့ကကိုယ့်ရဲ့လိုရာကို ဆွဲမသွင်းဘူးပေါ့နော်အဲပြည်သူမှန်နေဆိုတဲ့ဟာလဲဆွဲသွင်းလို့မရဘူးတော်လိုင်းတက်ဖွဲ့မှန်နေဆိုတဲ့ဟာလဲဆွဲသွင်းလို့မရဘူးနှုတ်ပြောရရင်တော့ချိတ်ချိတ်ချင်းမလို့ချိတ်တာပေါ့ဗျာဟုတ်တာပဲလင်မယားရန်ဖြစ်ပြီဆိုကြတဲ့ကတရားရောက်ကတော့မှားနေလို့ရန်ဖြစ်တာနှစ်ယောက်လုံးမမှားဘဲနဲ့ဒီတိုင်းထိုင်ပြီးတော့မှတရင်တို့ငေါခနဲ့ထားထိုင်ပြီးတော့နေနဲ့ငါနဲ့ရန်ဖြစ်ကြမယ်ဆိုပြီးတော့ဖြစ်ကြရင်လင်မယားတယောက်မှမရှိဘူးဟုတ်တယ်မလားအဲ့တော့ရန်ဖြစ်ကြတယ်ဆိုကြတဲ့ကအကြောင်းရင်းရှိတယ်ပေါ့နော် ကျွန်တော်နောက်ဆုံးတွေးရမှာကဒီဟာကိုသင်ခန်းစာယူပြီးတော့ကျွန်တော်ဘာတွေးရမလဲဆိုတော့ကျွန်တော်တို့ထိ ंछ ုပ်ထားတဲ့နေမီကပြည်သူတိုင်းဟာကျွန်တော်တို့ဘက်ကမပါဘူးဆိုတော့အတွေးလေးတော့ကျွန်တော်တို့ဝင်သင့်တယ်ပေါ့နော်အဲဒါငါတို့ဘက်ကမပါဘူးငါတို့ပြောတဲ့ဟာငါတို့ကလေချောင်းအန်နီရဲ့အရာလေချောင်းအန်နီရဲ့အရာဆိုတော့ဒီစတားလင်းဘန်းရှိနေလို့ထစ်ကောင်စီကဒီဟာကြီးကိုလှမ်းပြီးတော့မှကင်းထောက်လှမ်းပြီးတော့အဲဒီနားမှာစတားလင်းဘန်းရှိတယ်ဟေးဘုံသွားကျဲမယ်အဲ့လိုမဟုတ်ဘူးဒီစတားလင်းကနေရတဲ့ လာအင်တာနက်ကွန်ရက်ကြောင့်သတင်းတွေတော်လိုင်းတက်ဖွဲ့တွေရဲ့သတင်းတွေပေါက်ကြားလို့တော်လိုင်းတက်ဖွဲ့က DAO ဒါမတ်လ16ရက်နေ့ကလေးကပေါ့နော်3လပိုင်း16ရက်နေ့တွေကဒါကိုမတုံးဆွဲဖို့ဆိုပြီးတော့မှဟိုဟာဖြစ်တာအဲ့တော့သူတို့အိမ်ကကျွန်တော်တို့တော်လိုင်းတက်ဖွဲ့ဘက်ကိုပါတယ်ထားပါဦးပါတယ်သူတို့မိသားစုတော်ရင်ပြဿနာမရှိဘူးအဲ့သူက public အခကြေးငွေယူပြီးတော့မှ သုံးတော့အဲ့ထဲမှာဒလန်ပိုင်းဘာလာမဲဟိုတော့မှငါပသန်ဟိုမှာတနာယူ1500ဆို1500ဆို2000ပေးနိုင်မယ်ပေးပြီးွားနဲ့အဲ PDF တွေဘယ်ဘက်ကတော့ကာဗနစီထွက်သွားတွေ့ပါတယ်ဟိုဘလူးတဲဒသိန်ဦး Telegram ပဲဖြစ်ဖြစ်ကြော်သွား Telegram ပဲဖြစ်ဖြစ်တခုခုကိုသူကဘတ်ဘတ်ဆိုပို့ပြီးွားတော့သူ့ရဲ့ဟာသူပို့ထားတဲ့ဟာလေးဖြတ်ပလိုက်ရင်လေရတယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့ကအဖက်ဖက်ကနေဝိုင်းပြီးတော့ရှင်းသားမယ်ဆိုလို့ရှိရင်လိုအပ်ချက်တွေအများကြီးနဲ့တော်လန်နေတဲ့ ကာလမှာဒီ Starling Bank ကိစ္စတစ်ခုလေး ਨੇ ပြည်သူနဲ့ဒေါ်လာရင်းတက်ဖို့သွေးမကွဲဖို့လိုတယ်လို့ကျွန်တော်ကတော့ဒါအချုပ်ပြောချင်တာပေါ့နော်အဲ့တော့ဒါနဲ့ဒီလောက်နဲ့သွေးကွဲအောင်ကျွန်တော်တို့တွေကဘလောက်ဒီအသွေးတွေအသားတွေရင်းပြီးတော့မှကျွန်တော်တို့တွေတယောက်နဲ့တယောက် chicken သွားနဲ့လက်တွဲပြီးတော့မှဒေါ်လာရင်းပြီးဆုံးသည့်အထိငါတို့အတူတူတိုက်ပွဲဝင်ကြမယ်လို့ပြောကြတဲ့ဟာဒီကိစ္စလောက်နဲ့ကျွန်တော်တို့က ဟိုဟာဖြစ်เสียလာအဲ့တော့ဒီကိစ္စလောက်နဲ့ဘုံမှုအောင်မဖြစ်ဘူးလားခမရအောင်မဖြစ်ဘူးလားဆိုတချို့အကြောင်းအရာတွေမှာကျွန်တော်လည်းဖြစ်ဘူးတယ်တယောက်နဲ့တယောက်စကားမပြောတော့တဲ့လူတွေဒီနေ့ဒီချိန်ဒီရှိတယ်ဒါပေမဲ့ညှိနှိုင်းကြည့်တယ်မရလို့မပြောတော့တာအဲကျွန်တော်တို့အရင်ကြီးပြီးရင်အဲ့ဒီဟာကြီးကိုငါတို့ဒီလိုဖြစ်သွားပါပြီကွာဆိုပြီး public မှာလည်းထမပြောဘူးဟိုဟာဖြစ်တယ်ဒီဟာဖြစ်တယ်အာငါအမှန်နေဆိုပြီးတော့ light တွေလွှင်းလိုက်ဟိုဘက်ကတခါပြန်ပြီးတော့မှကျွန်တော်မှန်ပါတယ်ဆို light တွေပြဿနာတက်ပြီဆိုနှုံးတစ်ဖက်ကမှန်တယ်ယူဆလို့ပဲတက်တာအဲ့ဒါကိုအရင်ဆုံးကျွန်တော်တို့က ဘယ်သူမှမသိခင်တိုးတိုးတက်တက်ညှိနှိုင်းရမယ်။ရလား။ညှိနှိုင်းလို့မရဘူးဆိုရင်တော့အေးငါလည်း line ပေါ်မှာပါဒီကိစ္စရဲ့ပတ်သက်လို့ဘာမှမပြောဘူး။မင်းတို့လည်းဘာမှမပြောနဲ့။မင်းနဲ့ငါနဲ့ရှေ့ဆက်ပြီးတော့မှဆက်ဆံလို့ရတဲ့လူတွေမဟုတ်တော့ဘူးဆိုတဲ့ဟာဒီတိုင်းပဲကျွန်တော်တို့လည်းဟိုဘယ်လိုပြောရမလဲဆိုတိုးတိုးတက်တက်ပေါ့နော်။ဆရာကြီးဖြစ်သေးခြင်းနဲ့ဟာလေအဲ့ဒါပေါ့။အဲ့တော့တာဝန်ရှိတဲ့လူကဆရာကြီးဆန္ဒပြောတဲ့အထက်မှာတကယ်ယင်ွဲရစကားပေါ့နော်။စကားဝိုင်းမတိုင်ခင်ပြောတဲ့အထက်မှာယင်နေရစကားပါတယ်။တယောက်နဲ့တယောက်ပေါ့နော်။အပြန်အလှန်မှားတဲ့အချက်တွေ ရှိကြရဲဆိုလို့ရှိရင်ခေါင်းဆောင်ကညှိနှိုင်းပြီးတော့မှတယောက်နဲ့တယောက်အပြန်လှန်ဒါအိမ်ရှင်ဘက်ကလည်းသူတို့မှားတဲ့ဟာကိုဒါတွန်လိုင်းတက်ဖွဲ့ကိုငါတို့မှားတဲ့သားတို့ကြီးဒါတော့အန်ဒီလို့ကတော့စိတ်လော်သွားလို့မှားတဲ့သားတို့ကြီးဆိုပြီးပြန်ပြီးတော့မှသူတို့ကမတောင်းမနေအောင်မှာပဲဒီတိုင်းမှားတယ်ဆိုတဲ့ဟာဝန်ခံပေါ့နော်ဝန်ခံတွန်လိုင်းတက်ဖွဲ့ကလည်းကျွန်တော်တို့တော့ဒီလိုဒီလိုမျိုးဒါကိုဒီလက်အမျိုးသမီးကိုဒါကိုဒီလက်ယောက်ကအဲဟိုမျက်မှန်နဲ့တယောက်ကိုဒီလိုမျိုးတော့ဆွဲလိုက်တဲ့တနည်းပဲရှိပါတယ်။ကြံတဲ့ဟာကကျွန်တော်တို့ဒီတိုင်းသူခက်ခွာခွာပဲ ပြောတာဗောနော်ခက်ခော်ပါပဲပြောတာဒါပေမဲ့လူငယ်ဗျာအသက်ပေးပြီးတော့မှအလုံးလုံးနေရတဲ့နေရာမှာဒီကိစ္စလေးတစ်ခုကလာပြီး noise ဖြစ်လို့ရှိရင်တခါတလေစစ်တက်ရတဲ့လူလူတယောက်ကနော်လက်ဖက်တုပ်ထဲမှာကြောက်ခဲလေးတစ်လုံးပါတာတောင်မှပဲအနားမှာထိုင်နေတဲ့လူတွေကိုထဆင်ဆဲပလိုက်တာအလုံးမကွာမင်းတို့ကလည်းခရော့ပါရဲ့မကြည့်ဘူးလားကွာမင်းတို့ဘလို့လက်ဖက်တုပ်ထားလေလက်ဖက်တုပ်ညဘက်ဥမှာဗျာရှေ့တန်းမှာညဘက်မီးလေးဖုံးမီးလေးနဲ့ထိုးပြီးမှ လက်ဖက်တော့ရတဲ့လူကခင်ဗျပဲချမ်းတစီချင်းကိုကြောက်ခဲပါမှာပါဘလူကကြည့်နိုင်မလဲဒါပေမဲ့ခေါင်းဆောင်ကသူ့မှာတခြား noise တွေရှိတယ်သူ့မှာလှုပ်လှုပ်ရမယ့်ဟာတွေရှိတယ်ဒီရင်ပြီးငါဘဟင်ကိုသွားရမယ်တံငါတို့တရင်လုံးညုံအောင်လို့ဘယ်နှနာကြီးပဲငါတို့မှာအချိန်ရတယ်အဲ့တော့အချိန်ရတဲ့အတော်တွေမှာငါတို့သွားမယ့်အိမ်ရ15အိမ်ရှိတယ်အိမ်20ရှိတယ်သူကောင်းတွေမှာတခြားကိစ္စတွေခွဲခြမ်းစိတ်ဖြာနေတာအများကြီးပဲရှိတယ်အဲ့ဒါကိုသွားပြီးတော့မှလက်ဖက်တုပ်ထဲမှာ ကြောက်ခဲလေးတစ်လုံးပါတဲ့ဟာကိုကျန်တဲ့လူတွေကိုဆဲလို့ဆိုပြီးတော့သူ့အတော့အပြစ်မြင်လို့လည်းမရပြန်ဘူး။ဘာဖြစ်လဲဆိုတော့သူထမ်းထားတဲ့ဟာကကျွန်တော်တို့နဲ့မတူဘူး။ကျွန်တော်တို့ကျွန်တော်တို့တခြားအခုတော်လိုင်းကိုထောက်ဖို့နေတဲ့ပြည်သူလူထုကဟုတ်ပြီကမ်ပိန်းရှိတယ်ကျွန်တော်ကမ်ပိန်းရှိတယ်ဒီကြီးကားကမ်ပိန်းရှိတယ်အေးငါဘန်ငါးတောင်လူမဲ့ဟေးဆိုရင်ပြီးသွားပြီအဲ့ဒီဘန်ငါးတောင်တော့ထောက်ဖို့ဝိုင်းနေယူပြီးတော့မှတော်လိုင်းတက်ဖွဲ့ကိုဝယ်ပြီးတော့မှစကားပြောနည်းနည်းရှည်သွားလို့စိတ်ညစ်နေတာဟုတ်ပါဘူးဒါတော်လိုင်းတက်ဖွဲ့ကိုဒီကြီးကားတွေဝယ်ပြီးတော့ပို့လိုက်မယ်ဟုတ် ကဲလက်ရှိမှာတော့စကားပြောရှိပါတော့စိတ်ညစ်နေတာဆိုတဲ့အတိုင်းပဲကျွန်တော်ကတော့စကားလူဖြတ်ပြီးတော့ကိုယ်စိုးရင်တော့ရလိုက်တာဖြစ်ပါတယ်ဘလမျိုးတွေအားလုံးပဲဒီဗီဒီယိုမှာတွေ့ခဲ့တဲ့အကြောင်းအရာတွေကတော့တကယ်မို့ဘုံဘုံကစိတ်ပါလက်ပါနေကိုသူ့ရဲ့ဘဝမှာတွေ့ကြုံခဲ့ရတယ်ဒီနေ့ထားရင်နဲ့အခုလိုဖြစ်ပေါ်နေနေတာတွေကိုရှင်းပြပြောပါလေးတွေ့ရပါတယ်ဘာဖြစ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတဲ့အခါမှာဖြစ်ဖြစ်ကျွန်တော်တို့ရဲ့တာလင်ကိစ္စနဲ့ပတ်သက်ပြီးတော့ဒေါ်လာရဲဘော်တွေအနေထားကိုပဲကြည့်ပြီးဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်လက်ရှိချိန်မှာဒေါ်လာရဲဘော်တွေကတော့ဒီသူတွေကိုတောင်းပန်လိုက်တာပြီးတော့နောက်နောက်ဒီလိုမျိုးဖြစ်မျိုးမဖြစ်အောင်သူတို့နေထင်းသင်းနေသွားပါမယ်ဆိုပြီးတော့ ပြောသွားတာကိုတွေ့နေရပါတယ်။အဲပြောပြည်သူတွေနဲ့ပြည်သူတွေမတက်ချင်လို့ပြောသွားတာဖြစ်ဖြစ်ပြည်သူတွေဘောကိုတကယ်လေးစားလို့ပဲပြောတာဖြစ်ဖြစ်အဲသူမျိုးပြောသွားခြင်းဟာလေကျွန်တော်တို့ရဲ့ရဲဘော်တွေကဘလောက်ထိ PD ရဲ့ရဲဘော်တွေရဲ့ရေးသွေးရေးချင်းနဲ့ကျွန်တော်တို့ရုံကြီးရတူဖြစ်ပဲဆိုတာကတော့ ပြရလေမောင်ထင်တွေ့ရနေတာကိုဖြစ်ပါတယ်။ဆိုတဲ့မျိုးတွေအားလုံးမဒီဗီဒီယိုတော့လည်းဆုံးသက်ပါတယ်။နောက်ထပ်ပြီးတော့မှတော့နောက်ထပ်သတင်းတွေတက်လာပြီးတော့ကျွန်တော်ရဲ့ကိုကြည့်လို့ရလို့ရှင်။ Twitch channel လေးကို like and subscribe လုပ်လိုက်စကတော့ပြီးဘေးအခွန်နဲ့တိုင်းချင်းတက်လာသမျှဗီဒီယိုနဲ့သတင်းအားလုံးကြည့်ရှုနားဆင်လို့ဖြစ်ပါရပါပြီ။ဒါနဲ့ဆိုတဲ့မျိုးတွေအားလုံးပဲနောက်ထပ်ပြီးတော့မှပြန်လည်ဆုံးပြေးကြပါမယ်။အဆုံးထိရှိပေးတဲ့တူးချင်းတိုင်းဘူးပဲကျေးဇူးတင်ရှိပါတယ်ဗျာ။